ဒါကတော့အိမ်ထဲကနေခြံရှိကိုရိုက်ထားတဲ့ဗီဒီယိုပေါ့နော်ခြံရှိကိုရိုက်ထားတဲ့ CCTV စပ်ပါချာချာမိမကလေးတွေစလှုပ်လှုပ်ချင်းချင်းပေါ့နော်တကယ်လို့ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တွေငလျင်လှုပ်ခဲ့တဲ့အချိန်တုန်းကပေါ့နော်အသက်အန္တရာယ်ကြားတဲ့အဖေအယံပီတာလုံးနဲ့အဖေတယောက်ကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဒါမန်လေးမှာပေါ့နော်ဒီ ကြာရောအတင်းဝင်ပြီးတာသူတာတမီးကြည့်ပါဦးဗျာမြင်ရတဲ့မြင်ကွင်းက ဒါကတော့အိမ်ရှိရဲ့ CCTV ပေါ့နော်အိမ်နေရဲ့ CCTV လည်းကြံပါသေးတယ်အဲနောက်တယောက်ထွက်လာပြီကျူဒါကတော့အိမ်နေကနေခြံရှိကိုရိုက်ထားတဲ့ဗီဒီယိုပေါ့နော်ခြံရှိကိုရိုက်ထားတဲ့ CCTV ဆက်ပါချင်ပါချင် လှုပ်လှုပ်ချင်းချင်းပေါ့နော်တင်းလာနေပြီပြေးဝင်သွားပြီ တွက်ကတော့တကယ်ပြေကောင်းဖြစ်ဖြစ်ပါပဲဗျာကြည့်ပါဦးအတက်အန်နေကြရောက်နေတဲ့အချိန်မှာကိုယ့်အတက်ကိုမငဲညာပဲနေအတက်ဆွန့်ပြီးတော့တာသမီတွေအတွက်တာသမီတွေအန်နေကင်းဖို့အတွက် ဖြည့်ထွက်လာဒါကတော့ခြံဝင်းနေရဗီဒီယိုပေါ့နော်ခြံဝင်းနေရ CCTV ဟုတ်ပါရဲ့ ပြင်ထုတ်ပြီးတော့ပြည်ပဲသွားမယ်ဆိုတဲ့သဘောနဲ့မိမအပြင်ဆွတ်ထုတ်ပြီးတမီးရဲ့စီပြေးသွားတယ်အတွင်းမှာ ိမ်ထဲကသမီးလေးတယောက်ပေါ့နော်အပေါ်တက်မှာစာကြည့်နေတယ် ာဖြစ်နေတဲ့အချိန်မှာဘယ်လောက်တောင်ကြောက်ဖို့ကောင်းနိုင်မလဲဗျာကျွန်တော်ဒီမှာ CCTV ပြန်ကြည့်ရတော့မှဒီလောက်ထိကြောက်ဖို့ကောင်းပြီဒီလောက်ထိအသေးသေးချင်းတွေဖြစ်နေတာတကယ်ကိုယ်ရင်းစားပါလေတကယ်ဖြစ်နေတဲ့သူတွေလေအောက်ထပ်ကတော့ ဒီဗီဒီယိုတော့ဒါမန်းလေးမှာငလျင်အကြီးကျယ်လှုပ်ခဲတော့အဗီဒီယိုပဲဖြစ်ပါတယ် CCTV မှတ်တမ်းတွေကိုပြန်ပြီးတော့ကြည့်တဲ့ချိန်မှာဒီလိုမျိုးတွေ့ရတာပေါ့နော်ဒါအိနေရ CCTV ဆာလုံးဆာလုံး မှန်အဲ့လိုပဲဗျာအစ်ကိုကြီးတွေ့ပြီးလေခေါင်းနဲ့ကိုယ်ကိုကာကွယ်ထားတာမျိုးတွေပေါ့နော်ဆိုင်ကယ်အုပ်ထုပ်ဖြစ်ဖြစ်ဒါဒုတိယထပ်မှာဖြစ်ပေါ်နေတာဆင်ပြေပြီ ံခံရတဲ့ကိုယ်နိုင်ငံသူကိုယ်နိုင်ငံသားတွေအတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ကျွန်တော်တို့တွေတက်နိုင်သလောက်ထောက်ပံ့ကူညီကြရအောင်ဗျာကျွန်တော်လည်းအဝေးရနေတက်နိုင်သလောက်ငွေအားနဲ့ကူညီပေးနေပါတယ်လူကိုယ်တိုင်တော့မသွားနိုင်ပေမဲ့ပေါ့နော်အားလုံးပဲကပ်ဘေးရနေအမြန်ဆုံးကင်းဝေးပြီးတော့အမြန်ဆုံးဘေးရနေကင်းကြပါစေ